ိုကရေစီခီးကြမ်းတဲ့ဒေါအောင်ဆန်းစုကြည်အစီအစဉ်ကိုစတင်မှာတော့မခင်ဗျာဒီဇင်ဘာလ10ရက်နေ့ဟာကုလသမဂ္ဂအဖွဲ့ကြီးကသတ်မှတ်ထားတဲ့နိုင်ငံတကာလူ့အခွင့်အရေးတွေဖြစ်ပါတယ်မြန်မာပြည်ရဲ့ဒီနေ့လူ့အခွင့်အရေးအခြေအနေကိုဒေါအောင်ဆန်းစုကြည်ဘယ်လိုများသုံးသပ်ပါသလဲခင်ဗျာလူ့အခွင့်အရေးအခြေအနေကတော့လုံးဝကျေနပ်ဖို့ဆိုတာတော့လူပါသေးတယ်ဒါပေမဲ့ဘလို့ပဲပြောပြောအရင်ဆယ်နှစ်ကစလို့ရှိရင်တော့တက်တက်မှုရှိတယ်လို့ပြောရမှာပေါ့6ပွင့်ဆိုင်တွဲဆောင်ရေးတို့၄ပွင့်ဆိုင်ဆွေးနွေးပွဲတို့နဲ့ပတ်သက်ပြီး အစိုးရနဲ့တက်မတော့ခေါင်းဆောင်အတိုင်းဝိုင်းကဒီအပိုင်းပြောဆိုနေကြတာဒီကိုဒေါအောင်ဆန်းစုကြည်ဘယ်လိုမြင်ပါသလဲခင်ဗျာဒါတော့မလို့ချင်လို့ရှိရင်တကယ်တွေးဆဆွေးနွေးပွဲတွေမဖြစ်စေချင်ရင်တော့မျိုးမျိုးတော့ပြောမှာပေါ့ဖြစ်စေချင်တော့အလွယ်လေးပါပဲအဲဒီဇင်မာလာ10နှစ်မှာရန်ကုန်တိုင်းလှုပ်တော်ကဆက်နှက်ပွင့်ဆိုင်ဆွေးနွေးဖို့ဆုံးဖြတ်တောင်းဆိုလိုက်ပါတယ်အဲ့ဒီအချက်ကိုဒေါအောင်ဆန်းစုကြည်ကဘယ်လိုမြင်ပါသလဲခင်ဗျာ အဲ့ဒါလေလေရင်းနှုံးရတဲ့၄ပွင့်တောင်းတုံးက၁၄ရောက်တွေ့မလို့လို့ဘာလို့လို့နောက်တစ်ခါ၆ပွင့်ဆိုင်ဆိုတော့အခု၁၂ပွင့်ဆိုင်လို့လို့အဲ့လိုဟာတွေလှုပ်ထားကြတယ်တော့ဝါအနေနဲ့တော့တကယ်ဆွနေပွဲတွေမဖြစ်မြောက်အောင်လို့ဥတည်တယ်လို့ပဲဒီလိုပဲပုံပုံနေနေပြောရမှာပဲကျွန်တော်တို့ကြားနေရတာပေါ့ခင်ဗျာ၂ပွင့်၃ပွင့်၄ပွင့်၁၄ပွင့်၆ပွင့်၁၂ပွင့်စသဖြင့်မြန်မာနိုင်ငံရေးမှာအပွင့်တွေကလည်းများလိုက်တာခင်ဗျာအဲနိုင်ငံရေးတွဲဆုံဆွေးနွေးပွဲတွေကိုမိတ်ဆုံစားပွဲအဆင့်နဲ့ပို့ပြီးအကျိုးရှိအောင် ဘလို့ဆောင်ရွက်တဲ့ထင်ပါတယ်လို့ကျွန်တော်ဒေါအောင်စန်းစုကြည်ကိုမေးခဲ့ပါတယ်ခင်ဗျာဘယ်လိုဆောင်ရွက်တဲ့ဆိုတော့စိတ်ပြောင်းအောင်မှာပေါ့ဒီနိုင်ငံရေးဆွေးနွေးပွဲဆိုတာတိုင်းပြည်ရဲ့ကံကြမ္မာတိုင်းပြည်ရဲ့နာဂအတွက်အရေးကြီးတယ်ဒါဟာလေးလေးနဲ့နဲ့ပတ်တိရှိရှိနဲ့ရင်ဆိုင်ရရမယ်ဆိုတော့လက်ခံမှုလိုတာပဲအစိုးရပိုင်းသတင်းစာတွေမှာဒီလာစားပိုင်းကဖော်ပြခဲ့တဲ့ဘာသာရေးလူရေးထိန်းချုပ်ရေးနဲ့တလင်တမယားစနစ်ဥပဒေကျမ်းတွေနဲ့ပတ်သက်ပြီးဒေါအောင်စန်းစုကြည်ရဲ့အမြင်ကတော့ဘလို့ပါလဲခင်ဗျာ အမတော်ဒီချိန်မှာဒီဥပဒေကြမ်းမျိုးဘာဖြစ်လို့ဒီလောက်တောင်မှအစောတည်းလုံးချင်တာလဲဆိုတာစဉ်းစားကြရပဲလို့ဒီလိုပဲတွေးမိပါတယ်မြို့သားဒီမိုစီအဖွဲ့ချုပ်ပြန်ကြားရေးဌာနအဖွဲ့ဝင်စာရေးဆရာတယောက်ကစာပေဟောပြောပွဲတစ်ခုမှာဘာသာရေးဆိုင်ရာ ပြောဆိုခဲ့တာတင်နေပတ်သက်ပြီး6ဦးမြို့နယ်တန်ဃာတွေကပတ်တနိုင်ကုစနကံဆောင်းပြီးတပိတ်မှောက်ထားပါတယ်ခင်ဗျအဲ့ဒီစာရေးဆရာရဲ့ပြောကြားချက်တွေကိုဒေါအောင်စန်းစုကြည်ဘယ်လိုသုံးသပ်ပါသလဲခင်ဗျာ ဒီဟာတွေကသူမပြောသေးတဲ့ကိစ္စတွေပဲဒါသူပုတ်ကွေးရပြောတာပဲဖွဲ့ထုတ်နေဘာမှမဆိုင်ပါဘူးအဲ့တော့ကတော့ဘယ်ဘာသာဟိုအမဆိုလေးလေးဆော့ဆော့ဆက်ဆံမယ်ဒီကိုဘာသာ solution ကိစ္စဆိုလို့တခြားလူဘာသာလည်းလေးစားရမယ်ပေါ့အဲ့တော့ဒီဘယ်ဘာသာဝဲမဆိုဒီလိုမလေးမစားပြောတာတော့မလုပ်သင့်တဲ့ကိစ္စမြန်မာနိုင်ငံမှာလူကြီးတွေအထက်အရာရှိတွေလာမယ်ဆိုတော့မှအမြင်ကောင်းအောင် လုပ်ထားတယ်ဥပမာအဖြစ်ကျမ်းမာရေးဝန်ကြီးလာမယ်ဆိုမှလူနာတွေအဝတ်စားထုတ်ပေးတာတို့ဆေးရုံတန့်ရှင်းရေးလုပ်ထားမျိုးပေါ့ခင်ဗျာ အဲ့ဒါပြီးခဲ့တဲ့ရက်ပိုင်းနော်ဝေဘီရင်လာတုန်းကမန္တလေးဂေါဝင်စိတ်ကားမှာရှိတဲ့စင်ရသားအိမ်တွေကိုအစိုးရကဖေရှားဖျက်သိမ်းလိုက်ပါတယ်။ဒါဟာနိုင်ငံကုန်တိုက်ခါအတွက်လို့အရာရှိတယောက်ကပြောပါတယ်။အဲနော်ဝေနိုင်ငံရဲ့ဌာနကတော့စင်ရဲတယ်ဆိုတာဟာဖုံးကိုရမယ့်ကိစ္စမဟုတ်ပါဘူးလို့ပြောပါတယ်။ဒေါအောင်ဆန်းစုကြည်ကရောဘယ်လိုမြင်ပါသလဲခင်ဗျာ။ ကိုတိုင်ကဆင်းရဲနေလို့ရှိရင်ဒီဆင်းရဲတဲ့ကိစ္စတွေပြေလည်သွားအောင်လို့လုပ်ရမှာပေါ့လူများကြည့်ကောင်းအောင်လို့အပေါ်ရန်ကြောလေးလုပ်ထားဘာမှအထိပ္ပယ်မရှိဘူးတကယ်ဆိုတာနိုင်ငံတနိုင်ငံရဲ့အစိုးရဟာအဓိကတာဝန်ယူရမှာကိုတိုင်ပြည်ကိုပြည်သူတဲ့တာဝန်ယူရမှာကိုပြည်သူကိုတာဝန်ခံရမှာကျန်တဲ့အပြင်လူတွေအမြင်ကောင်းအောင်လုပ်ရမှာမဟုတ်ဘူးမြန်မာပြည်မှာနှစ်စဉ်ကိုဝင်းဆောင်မိခင်2000လောက်နဲ့ခလေး9000လောက်ကြိုတင်ကာကွယ်နိုင်တဲ့ယောဂါတွေနဲ့တေဆုံနေကြတယ်လို့ ကဗဘာကပြောပါတယ်ခင်ဗျာလူလူကျမ်းအရေးအတွက်ဒေါအောင်စန်းစုကြည်ဦးဆောင်တဲ့ NND ပါတီကရောဘာတွေဆောင်ရွက်နေပါလဲခင်ဗျာအမရောအနေပြီးတော့ဒီသတ်သမှမှလူလူကျမ်းအရေးအတွက်ဆိုပြီးဆောင်နိုင်တဲ့အဖွဲ့အစည်းမဟုတ်ပါဘူးဘာဖြစ်လို့ဒါကအမရောအစိုးရမဟုတ်ဘူးဒီကိစ္စကိုလုပ်အောင်မှအစိုးရဒါနဲ့အဖွဲ့ချုပ်ကတော့တက်နိုင်လည်းမြအဖွဲ့ချုပ်ရဲ့ကျမ်းအရေးကွန်ရက်နဲ့လုပ်နေပါတယ်အဲ့ဒီဟာလဲဘယ်လိုပဲသွားသွားပေါ့နော်ဒီလို ကုပေးတဲ့အခါကျလို့ရှိရင်လူတွေထောင်နဲ့တောင်းနဲ့ချီပြီးလာတယ်ဆိုကြရတာကျမကြီးနဲ့ပတ်သက်လို့စောင့်ရှောက်မှုဟာဘယ်လောက်လိုအပ်နေလဲဆိုတာတော့ပြတာပဲဒါပေမဲ့ဒါလေးမှတို့တနိုင်လေးပဲလုပ်ရတာပေါ့နော်တနိုင်လေးပဲလုပ်နိုင်တာအများကြီးလုပ်ဖို့လိုပါသေးတယ်နောက်ပြီးတော့ဒီလွတ်တော်အနေပြီးတော့ဖွဲ့စည်းထားတဲ့ရန်ကုန်စေယုံကြီးပြုပြင်မမကြီးကော်မတီကလည်းတက်နိုင်ပြီများတော့အလုပ်ကိုစူးစမ်းပြီးတော့ရုံးကန်ပြီးတော့လုပ်ရတာပဲလုပ်ရတာလည်းလွယ်တာမဟုတ်ပါဘူးမြန်မာနိုင်ငံမှာချမ်းသာနေသူတွေအများကြီးပါခင်ဗျအဲဒါအိမ်မဲ့လဲ ပြည်သူအများစုစိတ်ရဲငတ်မွနေချိန်မှာပြည်သူကိုယ်စားလှယ်ဆိုတဲ့လွှတ်တော်အမတ်တွေကတလားကိုလစာ10သိန်းနဲ့နေအတွက်စိတ်က2000ယူမယ်တဲ့မများလို့မူလားခင်ဗျာဒါတချို့တင်ပြတဲ့အစ်မတရားပေါ်တော့တချို့တင်ပြကိုယ်စားလှယ်တွေကသူတို့ရဲ့ဒေသတွေကနေသွားရတာလာရတာအင်တာမခက်ခဲပါတယ်ဒီဟာတွေအတွက်အကုန်ကြစိတ်တွေမများပါတယ်ဆိုပြီးတင်ပြပါတယ်နောက်ပြီးတော့သူတို့ရဲ့မြို့နယ်တွေထဲမှာသွားပြီးတော့ကွင်းဆင်းပြီးတော့ပြည်သူတွေနဲ့ချီးတွေ့ဖို့သူတို့ရဲ့တာဝန်တွေကိုထောက်ဆောင်ဖို့ဟာလဲ အကုန်ကြရည်များတယ်ဆိုပြီးတင်ပြပါတယ်အဲ့တော့ငါတို့ရဲ့ကိုယ်စလေတွေကတော့အနည်းစုလဲဖြစ်တယ်နောက်ပြီးတော့ဒီလောက်လဲဝေးတဲ့ဒေသတွေကကိုယ်စလေတွေလည်းမရှိဘူးလေခြားပြရွက်ောက်ပွဲမှာတော့ပါလာတဲ့ကိုယ်စလေတွေဆိုအဝေးဆုံးလောက်ကမော်မြိုင်ပေါ့နော်မော်မြိုင်ဆိုတာလည်းတော့ဝေးတာမဟုတ်ဘူးမော်မြိုင်တို့ကလောတို့ပေါ့ကြံတဲ့နေရာလေးကအေးသခိုင်းပဲမကွေးပဲဒီလောက်ဝေးဝေးမဟုတ်တော့ငါတို့ကဒီကိစ္စတွေမှာဘာမှပြောစရာမရှိပါဘူး ကိုစရယ်ဒီကတော့ဆုံးဖြတ်ထားပြီးသားပါဒီလာကတိုးပြတဲ့အခါကျလို့ရှိလို့ရှင်ရံပုံငွေတစ်ခုလုံမယ်ပေါ့နော်တိုးရတဲ့လာကတွေကအများစုနဲ့ရံပုံငွေတစ်ခုလုံပြီးတော့ပြည်သူတွေအတွက်ပြန်ပြီးတော့သုံးမယ်ဆိုပြီးတော့ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်ဒီမိုကရေစီခီးကြတဲ့ဒေါအောင်စားစုကြီးအစီအစဉ်ကိုဒီမှာနေရန်နာခွင့်ပြုပါခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ